မင်္ဂလာပါခင်ဗျာဒီနေ့ကတော့မြန်မာနိုင်ငံကလူပေါင်းတသန်းကျော်တွဲကမ္ဘာစားနပ်ရေးကအဖွဲ့အစည်းနေပြီးတော့မှထောက်ပံ့ပေးနေတဲ့အကူအညီတွေဖြတ်တောက်တယ်ဆိုတဲ့သတင်းကိုပြောပြပေးမှာဖြစ်ပါရခင်ဗျာ2025ခုနှစ်မတ်လ14ရက်နေ့ရောက်တာတရင်ဌာနအနေဖော်ပြထားတဲ့ဆောင်းပါးကိုမြန်မာလူသိမ်းလျော်သလိုဘာသာပြန်ဆိုထားခြင်းဖြစ်ပြီးတော့မှမြည်သူတဦးတယောက်အဖွဲ့အစည်းတစုံတရာအပေါ်မှာထိခိုက်နေတာလို့စေအလျင်မရှိဘူးဆိုတဲ့အကြောင်းအရင်ဆုံးပြောပြပေးရစီခင်ဗျာ မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေတန်ကျော်ကိုကမ္ဘာကူလသမဂ္ဂအဖွဲ့အစည်းကလူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့တွေနောက်ဆုံးဖြတ်တောက်လိုက်တဲ့အတွက်ရန်မုံငွေသီးသက်သာပြတ်တောက်ခဲ့တာကြောင့်နောက်လာကနေစပြီးတော့မှကမ္ဘာစာနာရေးခါအဖွဲ့ World Food Program WFP ကထောက်ပံ့နေတဲ့အသက်ကယ်စားတောက်ထောက်ပံ့တွေကိုဖြတ်တောက်တော့မှာပဲဖြစ်ပါတယ်။ပြိပခါတွေတူပွားလာခြင်း၊နေရာချွေပြောင်းရခြင်းနဲ့ဝင်ရောက်ခွင့်ကတ်သက်ခြင်းတွေကြောင့်အစားအသောက်လိုအပ်ချက်တိတိတသာတူးမြင့်လာချိန်မှာ ဒီဖြတ်တောက်ခြင်းတွေဖြစ်ပေါ်လာတာပါလို့ကမ္ဘာစားနေကအဖွဲ့ကပြောခဲ့တာဖြစ်ပြီးတော့ဒီဖြတ်တောက်မှုတွေကစားတောက်အတွက်၎င်းပေါ်မှာတီးတီးတတ်တမှီခုံနေတဲ့အုပ်စုတွေပေါ်မှာတက်ရောက်မှုကြီးကြီးမားမားဖြစ်ပေါ်စေမှာလို့လည်းတတိပေးထားပါတယ်မြန်မာနိုင်ငံကလူဦးရေတန်း20နီးပါးလက်တလုံးမှာလူသားချင်းစာနာမှုကူညီတွေလိုအပ်နေတာဖြစ်ပြီးတော့မှခမ်းမန်းလူဦးရေ15တသမ2တန်းနိုင်ငံလူဦးရေသုံးမှုတပုံကအစားအသောက်မလုံလောက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂလူခွင့်ရေးကျွမ်းကျင်သူတွေရဲ့အဆိုအရသိရပါတယ်။ဒါတွေကိုချောင်ချားဖို့ကျွန်တော်တို့အရာအားလုံးကိုလုပ်မှာပါလို့ကတိပေးပါတယ်။ လုံလောက်တဲ့ရံမုံငွေတွေရရှိနိုင်မှုအတွက်ကျွန်တော်တို့ကိုကူညီနိုင်ကြဖို့နိုင်ငံအားလုံးကိုကျွန်တော်ပြောမှာပါလို့တောက်ကြနေရကုလသမဂ္ဂအတူညီမှုချုပ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ပဇားမှာရောက်ရှိနေတဲ့မီဒီယာတွေကိုပြောခဲ့တယ်လို့လည်းဆိုပါတယ် ဒါတွေကိုခြောင်ရှားဖို့ကျွန်တော်တို့အရာအလုံးကိုလုပ်မှလို့ကတိပေးပါရယ်လုံလောက်တဲ့ရံမုံငွေရရှိနိုင်မှုအတွက်ကျွန်တော်တို့ကိုကူညီကြဖို့နိုင်ငံအလုံးကိုကျွန်တော်ပြောမှာပါလို့တောက်ကြံနေကကုလသမဂ္ဂအတွင်းမှုချုပ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ပစားမှာရောက်ရှိနေတဲ့မီဒီယာတွေကိုပြောခဲ့တယ်လို့လည်းဆိုပါရယ် WFP ကရံမုံငွေဖျက်တောက်မှုတွေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နိုင်ငံခြားအကူအညီတွေကိုကမ္ဘာလုံးကိုဖျက်တောက်လိုက်တဲ့အတွက်ကြောင့်ဖြစ်လာမဲ့အခြေအနေတွေပေါ်မှာအသေးစိတ်ပြင်ဆင်တာမှုတွေမရှိဘူးလို့လည်းဆိုပါရယ် ီနှစ်ထဲမှာမြန်မာနိုင်ငံမှာအစားအသောက်ကူညီတွေလှုပ်ဆောင်ပို့နာအတွက်အမေရိကန်ဒေါ်လာတန်း60လောက်လိုအပ်မယ်လို့လည်းသိရပါတယ်။ဒီဖြတ်တောက်မှုတွေကြောင့်လူနေစုမွတ်စလင်တွေနဲ့အခြားသူတွေအပါအဝင်နိုင်ငံအတွင်းရှိပြောင်းနေထိုင်ရသူတသိန်းခန့်အပါမြန်မာနိုင်ငံအနှံ့ပြားကအဖွဲ့အစည်းတွေကိုထိခိုက်နိုင်တယ်လို့လည်းဆိုပါတယ်။ ကမ္ဘာစားနပ်ရေးကအဖွဲ့အနေနဲ့လာမယ့်အစားအစာပြတ်တောက်မှုအမြင့်ဆုံးရိုက်ခတ်လာမယ့်ဇူလိုင်လနေပြီးတော့မှစက်တင်ဘာလအထိကာလကိုအထူးစိုးရိမ်မိတယ်လို့လည်းသူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံကတနိုင်ငံလုံးတိုင်းတိုင်းနဲ့ပြည်ပကတိဖြစ်ပေါ်နေတာဖြစ်ပြီးတော့မှစိုက်ပျိုးမြေတွေထဲမှာမြေမြုပ်မိုင်းတွေမပေါက်ကွဲသေးတဲ့လက်နက်တွေအန်ဒီရီတွေရှိနေပြီးတော့စိုက်ပျိုးရေးကိရိယာများကိုလည်းဖျက်ဆီးခံရတာတွေရှိနေတဲ့အတွက်ကြောင့်မလို့ဒေသစာထုတ်လုပ်မှုတွေကိုပုံပြီးစင်ကုန်မှုတွေဖြစ်ပေါ်နေစေတယ်လို့လည်းကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာကျွမ်းကျင်သူတွေကဆိုကြပါတယ်။မြေများပင်စိုက်ပျိုးမြေတွေရှိနေစေကမူအစုလိုက်ပြုံလိုက်နေရာပြောင်းရွှေ့နေထိုင်ရ ံချင်းဒီအတင်းအကျပ်စစ်မှုထမ်းဆောင်စီခြင်းတို့ကြောင့်နိုင်ငံတွင်းကနေပြီးတော့မှထွက်ခွာနေကြတဲ့အတွက်လူသားအင်အားပြတ်တောက်ခြင်းတွေလည်းဖြစ်ပေါ်နေကြတယ်လို့ထုတ်ပြန်ချက်ဒီမှာဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအစီအပြေရှုံးမိကြပါစေခင်ဗျာ